သမားလုံးဝမင်္ဂလာပါခင်ဗျာ one friday fight <laughs> 11ပြိုင်ပွဲကြီးမှာငါပြိသက်တွေမျောလင်းနေခဲ့ကြတဲ့ညောင်ဖိုက်တာဆွန်ရက်ရဲ့ပွဲစဉ်ကတော့ပွဲစဉ်30မြောက်ပွဲစဉ်ထိုးခဲ့ပါတယ်138ပေါင်တန်း cash weight တန်းပွဲစဉ်ပြီးထိုးခဲ့တာပါညောင်ဖိုက်တာဆွန်ရက်ရဲ့ပွဲစဉ်ကိုပြိသက်တွေစိတ်ဝင်စားနေတာကတော့ဒီပွဲမှာဆွန်ရက်ကသူ့ရဲ့ပြိုင်ပွဲဟောင်း time fighter ပတ်ဝီရှင်းနဲ့စိတ်မကြေဝဲပြန်ထိုးခဲ့တာဖြစ်လို့ပါပဲပထမချိန်ထိုးခဲ့တော့ကတော့ပတ်ဝီရှင်းကိုဆွန်ရက်က one friday fight 91မှာ အမတ်ဆုံးပြတ်တဲ့နိုင်ခဲ့တယ်ပေါ့လေဒီတော့ဒီဒီချိန်မှာပဲဝီရှစ်ကရှုံးကြီးပြတ်ဆက်သွားမလားဆွန်ရဟာနိုင်ပွဲထက်ရနိုင်မလားဆိုပြီးတော့မှာပြည်သက်တွေကစိတ်ဝင်စားခဲ့ကြတာဖြစ်ပါလေခင်ဗျဒီပွဲမှာပွဲထိုးပြီးတဲ့အချိန်မှာတော့အမတ်ပေးတိုင်လူတွေရဲ့အညီတညွတ်တဲ့ဆုံးဖြတ်ချက်နဲ့ပဲဆွန်ရကပဲဝီရှစ်ကိုနောက်တစ်ချိန်ထပ်ပြီးတော့အနိုင်ရသွားခဲ့တယ်ခင်ဗျဒီပွဲရဲ့အနိုင်ရလဟာဆွန်ရအတွက်အတော့ကောင်းမွန်ပါတယ်ဘာကြောင့်လဲဆိုတော့ရှေ့မှာတော့ သူနောက်ဆုံးထိုးခဲ့တဲ့ပွဲမှာဆွန်ရက်ဒီဆက်ဆိုင်ရင်ကြီးခမ်းမွန်နိုင်ကိုအရင်နေခဲ့လို့ပါပဲခမ်းမွန်နိုင်ရဲ့ပွဲဟာဆွန်ရက်အတွက်တော်တော်ကိုထိနာခဲ့ရတဲ့ပွဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ခမ်းမွန်နိုင်နဲ့မထိုးခင်မှာဆွန်ရက်ဒီ၅ပွဲစရိုက်နိုင်ပြီးပြီ။အဲ့တော့ခမ်းမွန်နိုင်ကိုသာဆက်နိုင်လိုက်မယ်ဆိုရင်အမေရိကန်ဒေါ်လာသိန်းနဲ့စောက်ကြီးရဖို့တေချာနေပြီလို့သတင်းတွေထွက်နေကြတာဗျ။ဒါပေမဲ့ခမ်းမွန်နိုင်ကိုရှုံသွားတော့အဲ့မျော်လင့်ချက်ကနည်းနည်းဝေဝါးသွားခဲ့ရတယ်။ဒီတော့ဒီနေ့ထိုးတဲ့ပွဲမှာပတ်ဝီရှစ်ကိုမနိုင်မဲနဲ့ရှုံးလိုက်မယ်ဆိုရင် ဆိုတဲ့အတွက်အမေရိကန်တို့ကတော့တင်းတဲ့စာချုပ်ကြီးမျော်လင့်ချက်အိမ်မက်ဟာပျက်စီးလူနေပါဖြစ်သွားမှာဗျ။ဒါပေမဲ့အခုအနိုင်ရအောင်ထိုးလိုက်နေတာဖြစ်တဲ့အတွက်ဆိုတော့ဟာဘာပြောလမ်းကြောင်းမှာတစ်ခုတက်စီကိုပြန်တက်သွားတယ်လို့ပြောနိုင်ပါတယ်။ရှိလာမဲ့နှစ်ပွဲလောက်ထပ်ပြီးအနိုင်ရအောင်ဆိုတော့ကြိုးစားနိုင်ခဲ့မယ်။ဆိုရင်အမေရိကန်တို့ကတော့တင်းတဲ့စာချုပ်ကြီးတို့ကလမ်းပြန်ပွင့်တာတွေဖြစ်ကောင်းဖြစ်လာမှာပါခင်ဗျ။ဆိုတော့ဟာဒီပွဲမှာပထမပွဲကြီးမှာတော့တရောင်းနဲ့တရောင်းအပြန်အလှန်ကစားတဲ့ပုံစံမျိုးကျင့်သုံးပြီးတော့ အဲ့ဒူဟာနဲ့ပွဲကိုဆင်းသက်ခဲ့ပါတယ်ပုတ်ဝီချစ်ကလည်းစွန်ရက်ကိုနိုင်ဂျင်မန်တိတာလုံအောင်ကြီးတယ်ခဲ့ရခင်ဗျပထမပွဲကြီးကလေးကပဲဟိုတယောက်နဲ့တယောက်ပူးကပ်ပြီးတော့ပေါ့လေအဲ့လိုဒူးတိုက်ချက်တွေလက်သီးချက်တွေနဲ့စွန်ရက်ကိုဖိအားပေးနိုင်မလားလို့ပုတ်ဝီချစ်စူးစမ်းခဲ့တာဒါမရပါဘူးစွန်ရက်ကဒက်ဖက်စ်အရန်ကောင်းခဲ့ပါတယ်ပုတ်ဝီချစ်ဘလိုပုံစံနဲ့ထုတ်သုံးလာမယ်ဆိုတာကိုစွန်ရက်ကတော်တော်လေးဂိမ်းပလန်အရလိလာထားပြီးမှဒီပွဲကိုထိုးခဲ့တာသိတာရဗျပထမပွဲမှာအနိုင်ရတာကလည်းစိတ်တက်ရေးရအသာစီးအရာ စွန်ရက်ကိုအတာအနေထားမှာရှိနေစေခဲ့တယ်ပေါ့လေဒါကြောင့်လဲပွဲကိုဒုတိယပွဲကြီးကစပြီးတော့စွန်ရက်ဟာစိတ်ကြက်ထိန်းသွားနိုင်ခဲ့တယ်ပဲဝူရှိကရှေကန်ကြက်တစ်ချက်ထုံထုံလိုက်ရင်ဒီဘက်ကစွန်ရက်ကချက်ချင်းဆိုသလိုပဲရှေကန်ကြက်တစ်ချက်နဲ့တံပြန်ပြီးသားဖြစ်နေတယ်အဲဒီပွဲမှာပဲဝူရှိကအဲစွန်ရက်ကရှေကန်ကြက်သုံးမှုလို့ရှောင်းမြောက်လိုက်သူကအဲ့ဒါကိုဖမ်းဆွဲပြီးတော့လက်တိကျက်တွေပြစ်လွတ်တဲ့အချိန်နောက်ပဲနဲလေးတာတယ်လို့ရှိခဲ့လို့ပြောနိုင်တယ်ပေါ့လေအဲရှောင်းနဲ့ ူခံချက်ပြန်ပြတ်သွားလို့တဖက်ကစွန်ရက်ကပြန်ပြီးသူ့ကိုလက်တီတွဲလုံးနဲ့ပြစ်လွတ်လိုက်ပြီဆိုတာနဲ့ပုတ်ဝီရှေကအောက်စီးကိုပြန်ဟုတ်သွားတာဖြစ်ပါတယ်ခင်ဗျာဘာပြောဘွဲ့ကြီး၃ကြီးလုံးမှာလက်ရည်အသာစီးထိုးပြီးတော့အမတ်ပေးတိုင်သူရဲ့ဆုံးမချက်နဲ့အနိုင်ရခဲ့တယ်မဖိုင်တာလေးစွန်ရက်ဟာရှေ့လာမဲ့ပွဲစဉ်တွေမှာအခုလိုနိုင်ပွဲတွေဆက်လက်ဖန်တီးပြီးတော့အမေရိကန်ဒေါ်လာသိန်းနဲ့စာအုပ်ကြီးကိုပိုင်ဆိုင်ရရှိနိုင်မှာဈေးလို့ဒီနေရာကနေဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်း 对啊，就是点西瓜，怎么样？